လူရီတုံးမပေါအောင်ကြိတ်ကြိတ်တို့ရောင်းချနေရတဲ့မန္တလေးမြို့ကဖတ်တီမအချင်းပေါင်းပြည်သူများလုံးမင်္ဂလာပါရှင် Celebrity MM ကနေပြန်လေးကြိုဆိုလိုက်ပါတယ်လက်ရှိမြန်မာနိုင်ငံမှာရေပန်းစားဆုံးလူကြိုက်အများဆုံးအစားအစာလို့ပြောပါဆိုရင်ဘာမှထူးထူးဆန်းဆန်းမဟုတ်ပေမဲ့နာမည်ကျော်ကြားနေတဲ့တမယာသီးတုပ်ပဲဖြစ်ပါတယ်။တမယာသီးဆိုတာကလူတိုင်းစားဘူးနေကြအသည့်ဖြစ်ပြီးတော့တချို့တွေကလည်းတုပ်စားဘူးကြမှာပါ ဒါပေမဲ့မန္တလေးမြို့ကဖတ်တီမအချင်းပေါင်းကတော့နာမည်ကျော်ကြားလာခဲ့ပြီးရနောက်မှာတံမြာသီးဆိုတာကရွှေထက်ဈေးကြီးတဲ့အနေအထားကိုရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်။ အရင်နှစ်တွေကလည်းရောင်းချနေခဲ့ပေမယ့်လူကြိုက်မများခဲ့တဲ့ဖက်တီးမအချင်းပေါင်းကအခုလိုမျိုးတက်များသည့်တော့ကနာမည်ကြီးလာခဲ့ပြီးရဲ့နောက်ပိုင်းမှာလူအုပ်ကြီးဝန်းရံလာတာကြောင့်တိုးလို့မပေါအောင်တောင်းဖြစ်နေကြရပါပြီ။လူငယ်တဲ့နှစ်တွေကလည်းမန္တလေးမြို့ဥပိန်တရာဘေးနားလေးမှာဖက်တီးမကအချင်းပေါင်းရောင်းခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့အချင်းပေါင်းကနာမည်မကြီးခဲ့ပဲအခုကျမှ TikTok မှာနာမည်ကြီးသွားပြီးတော့အနုပညာရှင်တွေတောင်လာရောက်အားပေးရတဲ့အထိရေးပန်းစားသွားခဲ့တာဖြစ်ပါတယ်။တကူကူဆိုရင်အကုန်လုံးကဝိုင်းဝန်းပြီးစိတ်ဝင်စားတဲ့အထုံးစံအတိုင်း Trump စ်နေရဲ့ဖတ်တီးမရဲ့အချင်ပေါင်းကိုမှမစားရရင်မနေနိုင်ပါဘူးဆိုတဲ့သူတွေကဥပိန်တရနာကိုအပြေးလွှားလေးရောက်ရှိသွားခဲ့ကြပါတယ်။တန်တဲ့မကဖတ်တီးမကဘယ်နေရာမှာပဲနေရာပြောင်းရွှေ့ပြီးတော့ရောင်းနေပါစေ။အနောက်ကလူအုပ်ကြီးကအတန်းစီလိုက်လိုက်လာပြီးတော့ဝယ်ယူအပေးနေခဲ့ကြပါတယ်။တနေ့တော့ကဆိုရင်လည်းအင်မတန်ကိုတိုးချိန်နေကြပြီးတော့အလူရက်ဝယ်ယူနေကြတာကြောင့်ရောင်းချနေရတဲ့ဖတ်တီးမတောင်မှအင်မတန်ကိုစိတ်ညစ်သွားခဲ့ပါတယ်။ ဒါကြောင့်လူအုပ်ကြီးကိုအဲဒီလောက်ကြီးတိုးမနေဖို့အတွက်စီစီတန်းတန်းလေးနဲ့ဝယ်ယူပေးကြဖို့အတွက်လည်းအော်ဟစ်ပြီးတော့ပြောဆိုနေခဲ့ရပါတယ်။ဒီလိုသာအတင်းတွေတိုးဝေးပြီးတော့ဝယ်နေမယ်ဆိုရင်လူတွေရဲ့ချွေးတွေတန်တွေနဲ့တခြားသောဘက်တီးရီးယားပိုးမွှားတွေကတံမြာတီးတုတ်ထဲကိုဝင်ကုန်ပြီးတော့အင်မတန်ကိုယွန်စရာကောင်းတယ်လို့လည်းဖတ်တီမာကိုရိုင်းကပြောလာခဲ့ပါတယ်။ရောင်းတဲ့သူတောင်မှဒီလိုပြောနေပေမဲ့ဝယ်စားမဲ့သူတွေကတော့လုံးဝကိုနေရာဖယ်မပေးကြဘဲနဲ့ဘေးနားမှာအတင်းအကျပ်ကိုတိုးအောင်နေကြဆဲဖြစ်ပါတယ်။ ဒီလောက်နဲ့ရောင်းကောင်းနေရကြောင့်ဒီနေ့ကိုတမယာသီးတို့တီးတဲ့ဆယ်သိန်းကျော်ဖို့ရောင်းချနေရတာဖြစ်ပြီးတခြားသောအသီးနှံတွေနဲ့ပါပေါင်းရင်တော့ဖတ်တီးမအချင်းပေါင်းရဲ့ရောင်းအားကအင်မတန်ကိုများပြပြီးတော့နာမည်ကျော်ကြားနေခဲ့ပါတယ်ဒီလိုမျိုးဆိုရှယ်မီဒီယာမှာနာမည်ကြီးပြီးတော့တနိုင်ငံလုံးကလူရဲ့ဝယ်ယူစားတောက်နေရတဲ့ဆိုရာကလည်းအင်မတန်လက်ရာကောင်းလွန်းလို့ဆိုရာတဲ့ သူရဲ့ကံတွေစမ်းတွေမြင့်တက်နေတဲ့အချိန်ကြောင့်လည်းဖြစ်နိုင်ပါတယ်။တချို့တွေကအိမ်မှာတုံစားလဲဒီအရသာပဲလို့ပြောကြပါတယ်။ဒါပေမဲ့လူတွေကတော့အခုလိုတိုးကျိတ်ပြီးတော့ဖတ်တီးမစီကဝယ်စားနေရတဲ့အရသာကိုပဲပုံမသဘောကျနေကြပါတယ်။ ဘာမှမထူးဆန်းတဲ့တံမြာတီးတုတ်လေးဖြစ်ပေမဲ့လည်းဖတ်တီးမလက်ရတာအကောင်းဆုံးဆိုပြီးတော့အနေနဲ့အရရက်ကလာရောက်အားပေးကြတဲ့သူတွေကလည်းများပြားလွနေခဲ့ပါတယ်။နိုင်ငံကျော်ထိပ်တန်းသူပညာရှင်တွေတောင်မှရန်ကုန်ကနေမန္တလေးကိုရောက်လာပြီးတော့ဖတ်တီးမစီကနေအချိန်ပေါင်းကိုမရရအောင်ဝယ်စားနေကြပါတယ်။ဒါပေမဲ့ဖတ်တီးမန်ကတော့သူ့ကိုအခုလိုဝိုင်းအောင်တိုးချိတ်ပြီးတော့အော်ဟစ်နေရတာတန်းတန်းစီပြီးတော့စနစ်တကျဝယ်ယူပေးကြဖို့အတွက်နေ့စဉ်နေ့တိုင်းတောင်းပန်နေကြရပါတယ်။ သူမကကိုရင်ဖော်ဆထားတဲ့ငပိရည်နဲ့စနစ်တကျသေးသေးစစသုံးပေးရဖြစ်တဲ့အတွက်စေတနာအားကောင်းပြီးတော့အခုလိုရောင်းအားမြင့်တက်နေတာဖြစ်မယ်လို့လည်းပြောဆိုနေကြပါတယ်။ကြီးစုနေကြတဲ့ပြည်သက်ကြီးတို့ရောဒီလောက်ထိလူတွေတိုးကျိတ်ပြီးတော့နာမည်ကြီးနေတဲ့ဖတ်တီမအချင်းပေါင်းကိုစားဘူးကြပါလားရှင်။အစောင်းတိကြီးစုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။